ဒါဆိုပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆရရ2025ခုနှစ်ဆက်လျှောက်ရက်ကနေ23ရက်နေ့ထိတပတ်စာဟိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာဒါဆိုပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆရရအဆင်ပြေကြပါစေကြောင်းဆရာကဆုတောင်းဖော်ပနာပြုတာအပ်ပါတယ်ဒါဆိုပရိသတ်မိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်စေမိမိရဲ့အကြီးအထက်လူကြီးအကြီးကဲနဲ့ပတ်သက်ပြီးတော့မကျင်တဲ့စိတ်တွေမိမိရဲ့တော့လက်ရှိရှိနေတဲ့နေရာနေပြီးတော့မိမိရဲ့ လုပ်ငန်းအလုပ်ရှင်နဲ့ပတ်သက်ပြီးဖြစ်စေစိတ်တိုင်းမကြစရာလေးတွေဖြစ်နေတတ်တယ်အဲမိမိရဲ့လုံအထက်လူကြီးဆိုစရာဒိန်ဖြစ်သွားမှာမိမိရဲ့အထက်လူကြီးလုပ်ငန်းနဲ့ပေါ်မှာကိုယ့်ရဲ့စီမံပေါ်ကိုယ့်ကိုဖိအားပေးနေတာမျိုးလေးတွေအလုံးနဲ့ပတ်သက်ပြီးတော့ကြားကောင်ကြည့်ကောင်တော့ဟောလိုက်မယ်ဖိအားပေးနေတာမျိုးကိုယ့်ကိုနည်းနည်းလေးဟိုအလုပ်တွေမှာစိတ်ပန်းလူပန်းဖြစ်နေတာမျိုးသူ့ရဲ့လုပ်ပိုင်ခွင့်ရပိုင်ခွင့်ကြားထဲမှာအာနာပါဝါလေးတွေနဲ့ပြနေတာမျိုးလေးတွေကြောင့်စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်နေတတ်သောအပ္ပဒါကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်အဲမိတ်ဆွေတို့နေငွေကြီး मुझे ने बदल आए नो ွေကြီးနဲ့ပတ်တိုင်ရစရာလည်းရှိတယ်လို့ပြီးစရာလည်းရှိတယ်။ငွေကြီးနဲ့ပတ်တိုင်ဝင်ငွေနဲ့ထွက်ငွေရဝင်လေနဲ့ထွက်လေကဲတို့ဖြစ်နေတတ်တယ်။အဆိုလိုတာကငွေကြီးနဲ့ပတ်တိုင်အရန်ကြီးတော့ထူထူခြားကောင်းမွန်နေတာမျိုးမရှိတယ်လို့အရန်ကြီးဆူဆူဝါးဝါးမရှိပါဘူး။ငွေကြီးနဲ့ပတ်တိုင်ကိုယ့်အကူတော့အကောင်ရှိတာငှားတာလေးဒီမှာတတိထားဆင်ကျင်ပေးရလိုအပ်ပါတယ်။ဒါပေမဲ့စီလိုအနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်လက်ထဲမှာငွေအကြအိထားတာမျိုးထက်ရင်းနှီးစရာရှိတာပြီးစရာရှိတာကိုအချိန်မကြာမကြက်မကြာပဲနဲ့လှုပ်ဆောင်လိုက်တာပုံမူပြီးတော့အကောင်မွန်အတားစီတော့အပတ်တာကာလအပိုင်းချဖြစ်ပါတယ်ခင်ဗျာ ာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လို့ညံ့နေတာတော့ဘာမှမတွေ့ရပါဘူးသို့တော့ယာတီအကူပြောင်းကာလာလေးတီကြောင့်တော့ထုံနာကျင်နာနာတာခိုက်တာခဲတာမျိုးလေးတွေကတော့အဲမိတ်ဆွေတို့နဲ့အဆိုးဝါးကြီးမဟုတ်ဘူးဖြစ်တတ်ပါတယ်အကူပြောင်းကာလာလေးတီကြောင့်သို့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်စေဝါပြောင်းလဲကုလာမျိုးလေးတီစေဝါဆွနာလို့ပေါ့ဆရာဝန်တို့စေဝါတို့တမားတို့နဲ့ပတ်သက်ပြီးတော့ကုတာလိုက်ပါနာဒိုင်ယာအဟောင်းနေ တော့မှပြန်လည်ပြီးတော့ကောင်းမှုတိုးတက်လာမယ်ကာလဖြစ်တယ်လို့တမားကောင်းတယ်တမားဆိုအိုမဆိုတဲ့အတိုင်းအသက်ကြီးကြီးတို့နော်ဆရာဝင်းတို့ငကူကကုနေတော့ဆရာအပြောင်းလဲစီဝါအပြောင်းလဲတွေကုတာလိုက်ရင်ကံကောင်းခြင်းတွေရရှိမယ်ကာလဖြစ်တယ်ကျမ်းမာရေးဆိုလို့တော်တော်များများကအင်္ဂလိပ်စီတွေကိုအားကိုးကြတယ်အင်္ဂလိပ်စီတွေကမကောင်းပြောတာမဟုတ်ဘူးနော်ဆရာတတိပြပြစီအားစီဆရာတို့ဗမာစီတွေကလည်းဆွမ်းပါတယ်နော်ဒါလေးတစ်ခုကိုဆရာတတိပြလိုက်ပြပါစီဗမာစီတွေကနော် ရှင်တော့ဆိုရင်တမားတော်လေးတို့เนาะဘိန်းတော်ဆရာတို့ဆိုတာတစ်ခေတ်တစ်ခါကเนาะဟိုအပြစ်နာစာမရှိအောင်ကိုကောင်းရတာမျိုးဖြစ်တယ်เนาะဒါကြောင့်မလို့ပေါ့เนาะကောင်းပြီဆိုတော့မိတ်ဆွေတို့အလောက်ကိုင်း ်အလုပ်ဆိုင်နဲ့ပတ်သက်ရင်ခီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ်ခီးသွားမှုကိစ္စလေးတွေမှာဆောင်ရွက်လှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဒါအပြင်ခီးသွားဆိုင်ရာလုပ်ငန်းလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေမှာ အကျိုးပေးပါတယ်ကားဆိုင်တဲ့စက်ပစ္စည်းဝင်လာတာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်။ OA ချမ်းမြေယာနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရွက်လှောက်ဆောင်မှာအဖွဲ့အစည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအ ကျူးပေးတယ်အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေအသင်းအဖွဲ့အစုအဝေးလေးတွေတန်တွတ်တဲ့အဆရှိတဲ့လုပ်ငန်းတွေဘဏ်လုပ်ငန်းအဆရှိတဲ့အရာလေးတွေမှာအသင်းအဖွဲ့အဖွဲ့အစည်းနဲ့ပတ်သက်ရင်ရှစ်တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းနဲ့ပတ်သက်ရင်တော့ရှစ်တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစေတော့ကာလဖြစ်ပါလေအထက်လူကြီးအကြီးငယ်နဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင် အဲဆွမ်းလာလို့ဟိုပြန်လှန်ပြီးတော့ပြောတာမျိုးလေးတွေလူကြားထဲမှာလည်းကိုယ့်အနေနဲ့အဲကိုယ့်ရဲ့ရပိုင်မှုပုံမှန်ကြည့်တာမျိုးလေးတွေမှာတော့တတိထားပြီးတော့ပြောဆိုတာမျိုးလေးတွေ အဲဆရာလိုပေါ့လူကြားထဲမှာပြောဆိုတာမျိုးလေးတွေမှာသတိထားစင်နေပြန်လိုအပ်ပြီးတော့အရှိတင်စကားများရတာမျိုးလေးဖြစ်တတ်တဲ့အတွက်တော့သတိပြုစင်နေရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်အလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်လို့ရှိရင်တော့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေများတာမျိုးလေးတွေမကောင်းတဲ့သတင်းလေးတွေမဟုတ်မဟုတ်ပြောဆိုတာမျိုးလေးတွေကြောင့်အဲပြည်ထနာတွေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ပြည်ထနာတွေကိုလိုက်လံဖြည့်ရှင်းနေတာမျိုးကအားနည်းစီသောကာလဖြစ်တဲ့အတွက်ရှင်းရင်ရှုပ်နေဖြစ်တတ်တဲ့အတွက်ရှင်းမနေပါနဲ့ဘာကုမကယူမဆိုင်ပဲနဲ့ကိုမှန်လေဆိုရဲအလုပ်ကိုယ်တော်ကိုလိမ့်ပြကိုလုံအောင်လှုပ် တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာဒီကလာအပိုင်းခြားတွေမှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့ကံကစရာညံ့နေသူတွေအလုချနေသူတွေအလုတေးရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ယဟန်တန်တာတဦးတယောက်ကိုမီးအိမ်သို့မဟုတ် ဆရာတို့ဖျောင်းနိုင်သူမဟုတ်မီးအိမ်လေးပေါ့နော်အလင်းနဲ့ပတ်သက်တာလေးတွေမီးတင်းအဆက်ရှိတာလေးတွေလှူဒန်းပြီးတော့အလုရှာရင်အလုတင်းရရှိနိုင်တော့အပတ္တာကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြောင်းရွှေ့လှုပ်ဆောင်လို့သူများရှေ့တိုးဆောင်ရလှုပ်ဆောင်ရကောင်းမွန်တဲ့ကာလဖြစ်ပြီးဒီကာလအတွင်းမှာကိုယ်ပိုင်လုပ်ငန်းလေးတွေတိုးချက်လှုပ်ဆောင်တာမျိုးလေးတွေအဲရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ရွှေဝင်တာမကောင်းပါဘူးအားနည်းစီတော့အပတ္တာကာလဖြစ်ပါတယ်ညအိမ်ညာလေးဝင်တာမကောင်းပါဘူးအားနည်းစီတော့အပတ္တာကာလဖြစ်ပါတယ်ဒါအပြင် ရေရှိုးမာတာမျိုးလေးတွေရေနဲ့ပတ်သက်တာမျိုးရေချမ်းမြေချမ်းနဲ့ပတ်သက်တာမျိုးတင်းမောတို့အဆရှိတဲ့အရာလေးတွေနဲ့သွားတဲ့အခါမှာရေလန်းခကြီးလေးတွေမှာဆိုလို့ရှိရင်တော့အပိတ်အဖိတ်အစင်အဟံသားလေးတွေလိုတာထပ်ပို့ပြီးငွေကြီးအကုန်ကြာလေးတွေညတ်တက်သောကာလဖြစ်တဲ့အတွက်တတိထားစင်မြင်ပေးရန်လိုအပ်သောအပ္ပတကာလဖြစ်တဲ့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရဲ့ဖြစ်ရှင်တဲ့ဆန္ဒပြလေးတွေကိုအောင်းအီးတီးခံထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။သမီးစားများအနေနဲ့ဆိုရင်တော့ ခရီးတူတူထွက်တာမျိုးလေးတွေခရီးသွားတာမျိုးလေးတွေရှေ့တို့ဆောင်ရွက်နိုင်ပါလေဝေးกว่าနေတော့တမီးကြီးစားများဖို့တော့ပြန်လဲအဆက်အသွယ်ရရှိတာမျိုးပြန်လဲပြီးတော့ရောက်ရှိလာတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဲအဆက်အသွယ်ရရှိတတ်တယ်ငကူက ရှိနေဝေးနေသူတွေပြန်လဲနီးဆက်တတ်ပေမဲ့နီးဆက်နေသူများအဖို့ကတော့ကိုနာကနေထွက်သွားတာမျိုးအဆက်အသွယ်ရုပ်တရက်ပြတ်သွားတာမျိုးသူမဟုတ်အကောင်းမြင်ဖြစ်ပါစေဆုံးပြင်ဖြစ်ပါစေအဲခွဲခွာရတာမျိုးခိတခဏပေါ့ခကြီးသွားကိစ္စလေးတွေပေါ်လာလို့ခွဲခွာရတာမျိုးဂျုံကတက်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးကြီးဂျုံကတက်တယ်ခွဲတဲ့အစူတိုင်းထားသွားမယ်လို့မထင်ရနဲ့ဘူးဆရာထပ်ပြောခြင်းမာရခင်ဗျာနော်ဒါအပြင်မိတ်ဆွေအိမ်တော်ကြီးနဲ့ပတ်သက်ရင်ဇာတိသမီးတွေဟာဝါတူးတူးချာချာဒီကာလမှာအိမ်တော်ဘက်ရဲ့ ထောက်အကူတွေအကူအညီတွေရရှိတတ်တယ်တဲ့မိမိတို့နေနဲ့အိမ်ဆောင်ဘက်ကိုအကြောင်းပြုပြီးငွေတွေလုံးနေရင်းနဲ့ဝင်လာတတ်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ကြာစာပိသားသမီးတွေဟာအိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့အဂျန်စီအတိုင်းမင်းတွေတွေးခေါ်တာမျိုးတွေလုပ်ပါဒါပြင်အိမ်ဆောင်ကြီးနဲ့ပတ်သက်လို့ငကူကလွဲချော်နေတာမျိုးငကူကအစင်မပြေမှုတွေတောင်ရှိလို့ဆိုင်တာအကောင့်ကောက်ကိုသွားမယ်အိမ်ဆောင်ကြီးတွေဆုံးဖြတ်ချက်တွေအားသာကောင်းမှာပါလေခင်ဗျာနော်ဒါပြင်အိမ်ဆောင်ရှင်များမိတ်ဆွေများအနေနဲ့တူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်တောင်ရှိလို့ဆိုင်တာလုပ်ဆောင်ပြီးတော့အတူတူကောင်းကင်းဆိုင်မင်းနဲ့ရှင်းဆိုင်ပြီးတော့တိုင်ပင်လိုက်ပါရတယ်နော်ဒ ာသမီမရရှိသူတွေတောင်တာသမီရရှိမယ်အဲဘလို့ရောမှာနော်အဲတိုင်းမဲ့တဲ့အေးဘောနော်တဲ့တော့တာသမီမရသူတွေတာသမီရရှိတတ်တော့အဖတ်တာကာလဖြစ်ပါတယ်ဒီဘက်တာတော့ဒီမှာအချိုးပေးကံကောင်းစီတော့အယောင်ဟာတော့အနီရောင်စင်စွဲရောင်အပြာရောင်ညာမိတ်ဆွေတို့ရေကံကိုတိုးတက်ကောင်းမွန်စေပါတယ်အကျိုးပြီးသောကဏ္ဍအခရာတွေနဲ့ဆိုတစ်ကဏ္ဍ ၆ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါရခင်ဗျာအကျိုးပြီးတော့အရေးဟာတော့အရှိမြောက်တောင်းအရာဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလူရမှုတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါကျလို့ရှိရင်မိမိတို့ရဲ့နော်လူရကိစ္စအမှုကိစ္စပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စဆောင်ရွက်တဲ့အခါမှာအောင်မြင်အတိုးတက်စေရလို့ငါမိမိအိမ်ကနော်မြစ်စွာဘုရားမှာဖျောင်းနိုင်အစိမ်းအောင်လူသိမ်းသုံးနိုင်ကိုထွင်းပြီးတော့ပြောဆိုလှုပ်ဆောင်အောင်ရင်အောင်မြင်တိုးတက်နိုင်ပါတယ်အဆက်ဆက်ရရာအစဉ်ပြေစီပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ပြီးအယောင်းတို့အယောင်းထွက်စီဖို့ အတွက်ဆိုလို့ရှိရင်တော့ရွက်လာခုနှစ်ညွန့်ကိုနှီးကလေးနဲ့စီးပြီးတော့မိတ်ဆွေတို့ရဲ့ဆိုင်သို့မဟုတ်လုပ်ငန်းသို့မဟုတ်အမြင့်တဲ့နေရာမှာအလာအုံးလေးဓာတ်ကလေးဆင်ထားလိုက်ရင်အယောင်းကောင်ရောင်းတွက်ပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာမှအတင်ကြပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဒါစားဖိသားပြီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရေးအစဉ်ပြေအောင်မြင်တိုးတက်လို့ရတနာစင်ကြောက်ဇေတော်ပဲကစားနိုင်ကြပါ